တရုတ်ညင်နိုင်မှုကြောင့်မန္တလေးဒေသမိုးကုံမြို့ထဲပြန်လည်ဝင်ရောက်နေတဲ့စစ်ကော်မရှင်တပ်နဲ့တော်လင်းရေးတပ်တွေကြားမိုးကုံမြို့အနောက်ချမ်းမှာမနေ့ကနိုဝင်ဘာ30ရက်ညနေပိုင်းကတိုက်ပွဲဖြစ်ပွားခဲ့သလိုဒီကနေ့မနက်ပိုင်းမှာလည်းမိုးကုံမြို့အရှေ့ပိုင်းမှာထိတွေ့တိုက်ပွဲတွေထပ်မံဖြစ်ပွားခဲ့တယ်လို့ဒေသခံတွေနဲ့တော်လင်းရေးတပ်ဖွဲ့ဝင်သတင်းရင်းမြစ်တွေကနေသိရပါဗျ။တော်လင်းရေးတပ်ဖွဲ့တွေရှိတဲ့မိုးကုံမြို့ပြင်နေရာကိုစစ်ကော်မရှင်တပ်စစ်ကြောင်းရှေ့တိုးလာတဲ့အတွက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာလို့တော်လင်းရေးအင်အားစုတွေကပြောပါဗျ။ ဒါအပြင်မိုးကုံမြို့ကနေရှမ်းပြည်နယ်မြောက်ပိုင်းကမိုးမိတ်မြို့ကိုဥတီလာတဲ့စစ်ကောင်မရှင်တပ်စစ်ကြောင်းနဲ့ KIA တပ်ဖွဲ့ဝင်တွေကြောင်းမိုးမိတ်မြို့နယ်မှာလည်းမနေ့ညကတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ KIA ပြောခွင့်ရသူဗိုလ်မှူးကြီးနော်ဘူးကမစ္စမာကိုပြောပါရယ်ဟုတ်ကဲ့ပါမနေ့က7နာရီဝန်းကျင်တော့မှာအဲဒီမိုးကုံနဲ့မိုးမိတ်ချာလမ်းတော့ပေါ့လေတိုက်ပွဲဖြစ်တယ်ဆိုတဲ့တရင်းကတော့ကြားပါရယ် ဒါမဲ့အခုနောက်ဆက်တွဲအချိန်ကြီးဒီကိုတော့ဘာမှသတင်းထူတာမသိသေးဘူးကျွန်တော်တို့လည်းမင်းတို့မင်းထားတယ်နော်အာဟိုမနေ့ကဒီချောင်းကြရတော့မင်းမစ်ကုတ်ဝန်ဘုတ်တက်လာရလားကမ္မဘုတ်ဟိုမုန်းကုတ်ကနဲ့အဲဒီဗမာလူချုံကြီးလေတဲ့ဖွဲ့တွေနဲ့တွေ့ရတာအဲ့ဒါဒီဘာမှမပေးခွင့်သေးဘူးတက်ဖို့ဖြစ်တဲ့သူတော့ပြချရပါလားနော် မိုးမိတ်မြို့နယ်ဟာရှမ်းမြောက်မှာ KIA ထိန်းချုပ်ထားတဲ့နယ်မြေတွေနဲ့ဆက်ဆက်နေတာဖြစ်ပြီးတော့အခုတိုက်ပွဲဖြစ်တဲ့နေရာဟာ KIA တပ်မဟာ၄တရင်34ရှိတဲ့နေရာဖြစ်တယ်လို့လည်းဘူမူကြီးနော်ဘူးကပြောပါရယ်။တရုတ်ကြောင်ဝင်မှုနဲ့မိုးမိတ်နဲ့မိုးကုတ်ကနေဆုတ်ခွာပြေးသွားမယ်လို့တန်တက် DNL ကပြောထားပြီးတဲ့နောက်နိုဝင်ဘာ26ရက်ညပိုင်းမှာမိုးကုတ်မြို့တဲကိုစစ်ကော်မရှင်တပ်ဖွဲ့ဝင်အင်အားထောင်နဲ့ချီဝင်ရောက်ခဲ့ပါတယ်။ အဲ့ဒီနောက်မနေ့ကမိုးကုံမှာနှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီးည9:00နာရီလောက်မှာတော့တော်လင်းရေးတပ်ဖွဲ့တွေသိမ်းထားတဲ့မိုးကုံနဲ့မိုးမဲမြို့ရဲ့အနောက်မြောက်ဘက်တကောင်းမြို့နယ်မှာရှိတဲ့ကြီးဝတရွာကိုစစ်ကော်မရှင်တပ်ကလေကြောင်းတိုက်ခိုက်မှုလှုပ်ဆောင်ခဲ့ပါတယ်။ဒီတိုက်ခိုက်မှုအတွက်မှာဒေသခံအမျိုးသား၄ယောက်သေဆုံးခဲ့တယ်လို့တခြားတော်လင်းရေးတပ်ဖွဲ့ဝင်တစ်ယောက်ကခုလိုပြောပါတယ်။အဲကျွန်တော်တို့ရှိနေတဲ့နေရာကိုဒီကောင်တွေတိုးလာလို့ဟိုဖြည့်တွေ့မှုပါ မနေ့ကအဲ့ဒါဖြစ်တော့မီဒီယာတွေတင်လိုက်တဲ့ကောင်မှကျွန်တော်တို့ရှိတယ်ဆိုတော့တင်တဲ့နေရာတွေတကောင်းဘက်ကမနေ့ကကြေးသွားတယ်ပီလူလေးရောက်သေးတယ်ဗျနေညာတကောင်းမျိုးကိုတော့တော်လရင်တက်တေက2024ခုနှစ်ဩဂတ်လမှာတင်ပိုက်ခဲ့တာဖြစ်ပါတယ်မနေ့ကအထိမိုးကုံမြို့ထဲမှာ TNL နဲ့စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကိုပူးတွဲတွေ့မြင်နေရဆဲဖြစ်တယ်လို့ဒေသခံတွေကပြောပါရယ်။ဒါပေမဲ့ဒေသခံတွေမြင်တွေ့ရတဲ့ TNL ဝစ်စုံဝစ်စစ်သားတွေဟာ TNL တက်သားတွေလားဒါမှမဟုတ် TNL ဝစ်စုံဝတ်စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေလားဆိုတာကိုတော့တိကျအတိမပြုနိုင်ပါဘူးမိုးကုံးမြို့နယ်မှာ TNL ဝစ်စုံဝတ်စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကြိုတင်ဝင်ရောက်နေတယ်ဆိုတဲ့သတင်းတွေကတော့မိုးကုံးမြို့နယ်စစ်ကော်မရှင်တပ်တွေတရဝင်းမဝင်ရောက်လာခင်ကတည်းကထွက်ပေါ်နေကြတာပါလရှိမှာစစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေဟာမိုးကုံမြို့အရှေ့ပိုင်းကအထကတဲစေယုံကြီးဖြူဟာကုံမြို့အဝင်ထွက်နေရာတွေဖြစ်တဲ့ပိန်ပြက်ငားမိုင်ဂိတ်ပမ်းမထိန်နဲ့မိုးကုံမြို့အနောက်ပိုင်းမှာ ်ရဲစခန်းရေထွက်ကြီးရွာအထွက်နဲ့ကြောက်ဖားဂိတ်တီမှာနေရာယူတက်ဆွဲထားကြပါတယ်။ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကတော့မိုးကုန်းနဲ့မိုးမေမြို့တွေကနေနိုဝင်ဘာ20ရက်နေ့ကတည်းကတက်ဆုပ်ထားကြပြီးမြို့ပြနေရာတွေမှာတက်ဆွဲနေရာယူထားကြတယ်လို့သိရပါတယ်ရှင်။လောကမီဒီယာရဲ့ဆက်လက်ရည်တည်မှန်ဖို့ပြည်သက်တွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် Mizuma TV YouTube Channel မှာ Member ဝင်ပြည့်စုံပြီးကုလနိုင်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါရစေ။